ကိုရောက်တဲ့အခါစေတဟဆောက်ပြီးတော့မင်းသမီးလေးကိုကြီးကက်လေတယ်မင်းသမီးဆဲအမျက်ပြင်းရင်ညချိန်တွေစောက်တီးပြီးတော့ခြောက်ပြင်းမဲ့လဲမင်းသမီးလေးဟာအမျက်မပြေပဲနတ်တော်ဝိုးချိန်မှာမိသူမြဆောင်းမတီးရင်အမေ့ပေးလေတယ်ထို့နောက်ကုသမင်းသားဟာစပုံမှုဟဆောက်ပြီးတော့မင်းသမီးစားတော့ရစားတော့ဖွယ်ရများကိုပြင်ဆင်ချက်ပြုတ်ပြင်မဲ့လဲကုသမင်းသားရဲ့လက်ရံမှတည့်ရတဲ့အခါမှာတော့ဘဝဝဒီမင်းသမီးလေးမှာတစုံတစ်ခုမြမတော့ဆော်ပဲနေလေတယ်ကုသမင်းသားလေးဆဲတော့ကရောက်နေတာကိုတည့်ရတဲ့အခါမှာတော့ ကြောင်မေးဟာလူပြည်တို့စစ်တပ်လာပြီးကုသမေတ္တာရဲ့ခမည်းတော်တက္ကသိုလ်မင်းကြီးရဲ့မူမဲ့အသွေးဟန်ဆောင်ပြီးတော့ကုနေပြည်ထောင်သောမင်းတို့ကိုပြပပရီကိုတည်ယူဖို့အတွက်နှိုးဆော်လေတယ်။ကုနေပြည်ထောင်သောမင်းတို့ကလည်းပြပပရီကိုတည်ယူရန်မန္တရတိုင်းပြည်ကိုစစ်ခင်းကြလေတယ်။ဒီအဖြစ်ကိုသိရတဲ့အခါပြပပရီရဲ့ခမည်းတော်ဟာစစ်ကုမလို့လားသဖြင့်ပြပပရီရဲ့ခန္ဓာကိုယ်ကိုကုနေပပိုင်ပြီးတော့အညီမြောက်ခွဲဝေရန်ပြောလေတယ်။အဲဒါကြောင့်မလို့ပြပပရီမင်းသမီးလေးဟာလိုစွန်ထက်လာပြီးတော့ ကုသမေတ္တာရဲ့ကျေးဇူးကိုသိမြင်တော်မူပြီးမိမိကိုကယ်တင်ရန်တောင်းပန်လေတယ်။မင်းသားကလည်းဇနီးတွေကိုကယ်တင်ရန်ကိုနေပြည်တော်သားမျိုးတို့နဲ့စီချင်းထိုးလေတယ်။ကုသမေတ္တာလေးဟာဘုရင်ကုဏပါလောက်ကိုအနိုင်ယူပြီးတော့အရှင်ဖန်ကတောက်ကတိမင်းကြီးတန်ဆက်သလေတယ်။ကိုနေပြည်တော်သားမျိုးကိုမတက်စီပဲဘုရင်ကြီးရဲ့ကျရှိနေတော်သမီးတော်ကုဏပါနဲ့လက်ဆက်ကစစ်ပြင်းကြီးစီတယ်။